ရေဖြူမြို့နယ်ကံဘောရွာချေဆိုင်အမှတ်စကောက်စီချီလီတရင်နှစ်ခေါ်တုံးရဲ့အနောက်ဘက်တောင်ကျောင်းမှာမေလ25ရက်နေ့နေ့လယ်ပိုင်းကဖုန်းနဲ့သူမိုးသွားစတဲ့ကလီတူမိုင်းနေမိပြီးခြေတစ်ဖက်ရှုံရှုံသွားတယ်လို့ရွာသားတွေကပြောပါရယ်။ကံပေါင်းရွာတိတိမင်္ဂလာရပ်ကွက်မှာနေတဲ့အသက်73နှစ်အရွယ်ယောက်ျားလေးဟာတောထဲမှာအလီကျပေါက်တဲ့ရာတီဘိုဟင်းတီဟရွတ်တွေကိုဖုန်းနဲ့သူရှာဖွေရောင်းချလေးရှိတယ်လို့ရွာသားတွေကဆိုပါရယ်။အဲ့ဒီမိုင်းနေမိတဲ့ကလေးဟာတောရဲ့ဆေးဥကြီးမှာစေကူသားမှုခံယူနေရပါရယ်။ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလကဖြစ်တဲ့ကံပေါရေကတောင်တိုက်ပွဲပြီးနောက်ခလာရနှစ်ခုသုံးတပ်ရင်းပတ်ဝန်းကျင်မှာရှိတဲ့ရော်ပန်လန်းတွေကိုစစ်ကောက်စီကပိတ်လိုက်ပြီးတပ်ရင်းအနားကိုမလာကြဖို့နှုတ်နဲ့သတိပေးတာမြစ်ဖူးတယ်လို့သတိမင်္ဂလာရက်ွက်နေသူတွေကပြောပါရယ်2024ခုနှစ်နောက်ပိုင်းကစလို့ကံပေါတိုက်နယ်မှာမြေမြုံပိုင်းနှင်းမိတဲ့ဖြစ်စဉ်တွေရှိလာတဲ့အပြင်မိုင်းနှင်းမိမှု၃ချိန်ဖြစ်ခဲ့ပြီးဒေသခံလေးဦးထဏ်ရာရခဲ့ပါရယ်